မင်္ဂလာပါရှင် Panelist Business Services ရဲ့ Founder မတူတန်းစင်ဖြစ်ပါတယ်ဒီနေ့မှာတော့လုပ်ငန်းခွင့်တစ်ခုလုံးကိုထိထိရောက်ရောက်နဲ့ထုတ်လုပ်မှုစွမ်းအားတွေတက်လာဖို့အတွက်ကိုအရေးပါတဲ့အချက်တစ်ခုဖြစ်တဲ့ Problem Solving ပြဿနာဖြေရှင်းနည်းနဲ့ပတ်သက်ပြီးတော့ညွှန်ဝေပေးသွားပါမယ် ကျမတို့လုပ်ငန်းခွင်မှာအချင်းချင်းမတူတာတယောက်နဲ့တယောက်ညှိနှိုင်းပြီးတော့ဆက်ဆံရတာခက်ခဲနေတာဒါတွေကနေတိုင်းဖြစ်နေဖြစ်ထားရှိတဲ့ပြဿနာတွေထဲအတခုပဲဖြစ်ပါတယ်။အဲ့တော့ဒါပေမဲ့ဒီပြဿနာတွေကိုကျမတို့ကမဖြေရှင်းပန်းနဲ့ရှောင်နေတာပြီးတော့ပေါ့ပေါ့ဆဆနေလိုက်တာတွေက အဖွဲ့အစည်းရဲ့စည်းလုံးမှုကိုလည်းပြသစေတယ်လို့အလုံးလုံးရတဲ့အခါမှာဝန်ထမ်းတွေအနေနဲ့ကမပြောတော့တဲ့အထီးတွေအလုံးကိုမလာကျင်တော့တဲ့အထီးတွေကိုဖြစ်လာနိုင်ပါတယ်။ဒါကြောင့်အလုံးခွင်ထဲမှာကျွန်တော်တို့ပြဿနာဖြေရှင်းနိုင်စွမ်းရှိဖို့ကအရေးကြီးပါတယ်။ဒါဆိုရင်ကျွန်တော်တို့ပြဿနာတွေကိုဘယ်လိုအကောင်းဆုံးဖြေရှင်းကြမလဲပေါ့။ အဲ့တော့ပထမဆုံးအဆင့်အနေနဲ့ကတော့အရင်ဆုံးနားထောင်ဖို့ရည်ကြည်ပါတယ်ပြဿနာတစ်ခုဖြစ်လာတဲ့အခါမှာတပတ်လူရဲ့အမြင်ကိုကျွန်တော်တို့အရင်ဦးဆုံးအာယုံစိုက်ပြီးတော့နားထောင်ပေးရပါလိမ့်မယ်ဒုတိယအဆင့်ကကြတော့စိတ်ခံစားချက်တွေကိုထိန်းချုပ်ရပါလိမ့်မယ်စိတ်တိုးတာစိတ်ဆိုးတာပြီးတော့အယံကိုကြောက်သွားတာအဲ့တော့အဲ့ဒီခံစားချက်တွေကိုဦးစားမပေးတော့ဘဲနဲ့အကြောင်းအရာကိုပဲအတိအကထားပြီးတော့ဆွေးနွေးပြီးတော့အပြေရှားဖို့အရေးကြီးပါတယ် တတိယအဆင့်ကကြတော့မျှထားတဲ့အဖြစ်ရှင်ကြီးကိုရှာဖွေကြရပါလိမ့်မယ်။နှစ်ဖက်စလုံးအတွက်အကောင်းဆုံးဖြစ်မဲ့နည်းလမ်းကိုရှာဖွေပြီးတော့အတူတူလက်ခံနိုင်တဲ့အဖြစ်ဖြစ်ဖို့ကိုလည်းကျွန်တော်တို့ဆွေးနွေးပြီးတော့အဖြစ်ရှာကြဖို့လိုအပ်ပါတယ်။အဲ့တော့အနည်းဆုံးရရင်တော့လုပ်ငန်းခွင်မှာပြဿနာတွေကိုထိထိရောက်ရောက်ဖြေရှင်းနိုင်စွမ်းကလည်းခေါင်းဆောင်ကောင်းတွေနဲ့ပြီးတော့ဒီဝန်ထမ်းတွေပေါ့နော် performance ကောင်းတဲ့ဝန်ထမ်းတွေအတွက်ကိုမရှိမဖြစ်တဲ့အရေးအရန်ကိုအရေးကြီးတဲ့အရေးချင်းတစ်ခုပဲဖြစ်ပါတယ်။ နောက်ထပ်အစားနဲ့ပတ်သက်တဲ့ဗဟုသုတတွေရဖို့ကျွန်တော်တို့ရဲ့ page ကို follow လုပ်ထားပြီးဖိတ်ခွင့်ရင်းနဲ့ဒီနေ့အတွက်တော့ဒီလောက်နဲ့ပဲညနာပြစေအားလုံးကိုကျေးဇူးတင်ပါတယ်